မင်္ဂလာပါရှင်ခစ်တင်ယူကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်တိဘော်ဘူစစ်ကောင်စီတပ်စခန်းကို KNL ပူပေါင်းတပ်တွေကသိမ်းပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်းလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ထိုင်းမြန်မာနယ်စပ်တိဘော်ဘူစစ်ကောင်စီတပ်စခန်းကို KNL ပူပေါင်းတပ်တွေကဒီကနေ့ညနေပိုင်းမှာသိမ်းပိုင်ရရှိသွားပြီဖြစ်ပါတယ်။ နီးကဇွန်လနေ့ရက်ကစပြီးစကောက်စီတန်ရည်တိဖို့ဖို့စကံကို KNL ဖူပေါင်းတက်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒီကနေ့မှတိုက်ပွဲအလွန်ပြင်းထန်ကြောင်းစကောက်စီကလီယင်းနေတဲ့တောက်လျှောက်ဆိုသလိုပုံကျဲခုခံခဲ့ကြောင်း အခုအခါဆိုပါစကံမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်းလက်နက်ချသွားပြီးဖြစ်ကြောင်းသိရပါတယ်။စကံရသွားပြီးစကံကိုဦးစီးတဲ့အရာရှိပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဤအလံဖြူထောင်းလက်နက်ချတဲ့မနိုင်မန်းတီတော်မှလက်နက်ချတာလို့စင်ရေးတဲ့ရင်ရင်မြကပြောဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့တီးဖို့ဖို့တပ်စကံကိုတော်လိုင်းတပ်တွေကရရှိသွားပြီးဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စကံလေးခုသာကြန့်ရှိတော့ပြီးအဆိုပါစကံများမှာဥက္ကဋ္ဌဝေါ်လီပြူဟာကိုတီးတဲ့လေစကံတိကက်ပလဲစကံတို့ဖြစ်ကြောင်းသိရပါတယ်။ KNU ကမလာအီပီလာနဲ့မီလာတွင်မှထိုင်း ုင်းမြန်မာနယ်စပ်နီမှာစစ်ကောင်စီရဲ့ပုလူတူခလက်တီတခေါပီခွေမော်ဖာသူစကန်တာလေစကန်များမဲလာဘလတ်တို့မော်ခီပြီးရင်နောက်စကန်ကုန်းကနဲလီစကန်နဲ့ရွှေအင်းမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူပြီးဇွန်လ3ရက်နေ့မှာတိပေါ်ပူစကန်ကိုရရှိခဲ့တာဖြစ်ပါတယ်။2022ခုနှစ်မေလအတွင်းကလည်းတိပေါ်ပူစကန်ကိုကော်ဘရာစစ်ကြောင်းနဲ့ဘိုးအစည်းဝါဦးဆောင်တဲ့တော်လိုင်းတက်တွေကပထမကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးကံပလူမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူနာအုပ်ကိုတပ်ဖြတ်ပြီးကလင်းငင်များပါဝင်ပြည်သူ၁၆ကိုဖမ်းဆီးထားပြီးတောင်းနေချင်ရဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကံပလူမျိုးနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူနာအုပ်ကိုတပ်ဖြတ်ပြီးကလင်းငင်များပါဝင်ပြည်သူ၁၆ကိုဖမ်းဆီးထားကတောင်းနေချင်ရဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းကျောင်းလာတက်ကြွလှူရှားသူများဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။မေလ၃၁ရက်နေ့မှာကံပလူမျိုးနယ်ချက်တင်တိုင်းနယ်တွင်မှထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကံကြီးရွာအနောက် ောင်ကွန်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးအသက်၄၀အရွယ်ကိုသိန်းထွေးနှင့်အသက်၂၀အရွယ်ကိုစရာထွန်းတို့နှုံကိုရဲရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးအသက်၇နှစ်ရှစ်နှစ်၁၂နှစ်အရွယ်မင်းကလေးငယ်သုံးပါဝင်ပြည်သူ၁၆ကိုဖမ်းဆီးသွားကလက်ရှိအချိန်ထိပြန်လည်ပြေးခြင်းမရှိသေးကြောင်းသိရပါတယ်အသက်ခံရသူတွေကအသက်၄၀နှင့်အသက်၂၀အရွယ်ဒီပါဖမ်းသွားတဲ့ပြည်သူတွေရဲ့အခြေအနေလည်းဘာမှအထက်မကြားရသေးပါဘူးလက်ရှိစစ်ပီးရှောင်ပြည်သူတွေကမိုးရင်းဆိုတော့အတော်လေးခက်ခဲရှိပါတယ်အဓိကလိုအပ်ချက်ကစားတောက်ကောင်မိုးကနဲ့အစီအကံစေဝါတွေလိုအပ်လျက်ရှိပါတယ်လို့ကျွန်းနာတက်ကြွလှူရှားသူများဖွဲ့မှတာဝန်ရှိ သူတောင်ကပြောပါရယ် ဇွန်လနေ့ရက်နေ့ညနေ3နာရီခန့်မှာကိုးတောင်ပိုးစစ်တပ်အထိုင်းစခန်းမှာတွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကမိတ်တလင်ကုံရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးဒီကနေ့နေ့လယ်3မိနစ်30ခန့်မှာချက်တင်းတိုင်နယ်အထံစခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများပူပေါင်းထားတဲ့အင်အားတရာခန့်ကလည်းဦးကင်းကြီးရွာမှာတစင်းနောကုံရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါရယ်အဲ့ဒီစစ်ကြောင်းတစ်ခုကပြည်သူများကိုပြစ်ခတ်ဖမ်းဆီးပြီးနောကုံရွာဇီကုံရွာနဲ့ပေါတော့ရွာတို့ကိုလည်း drone နဲ့ပုံတီ၃လုံးကျင်းချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုရှိမရှိဆက်လက်ဆောင်ဆန်းလျက်ရှိကြောင်း သိရပါတယ်။ဒါအပြင်မေလ18ရက်နေ့ကကံပလူမျိုးနဲ့ကိုးတော်ပုံနဲ့ချက်တင်ကြီးရွာတို့မှာအထိုင်ချထားတဲ့စစ်တပ်စခန်းများမှာစစ်ကြောင်းနှစ်ကြောင်းကလည်းကိုးတော်ပုံတိုင်နေနဲ့ချက်တင်တိုင်နေတို့အတွင်ရှိကြီးရွာများကိုစစ်ကြောင်းတို့ဝင်ရောက်ခဲ့ပြီးတင်တော်ရွာမှာစစ်ကြောင်းနှစ်ခုပြန်လည်ပူပေါင်းကအင်းအားနေရာကနေဒီကနေ့ချိန်ထိအထိုင်ချတက်ဆွဲထားကပြည်သူပိုင်းလှည်နွားများနဲ့ဖိုးတပ်ပစ္စည်းများခိုးယူတည်ဆောင်နေကြောင်းသိရပါတယ်။အဲ့ဒီလိုပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြည်သူပိုင်းပစ္စည်းများခိုးယူဖြစ်စီနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကိုပြည်သူကာကွယ်တပ်ဖွဲ့တွေကခုခံတိုက်ခိုက် မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှထိခိုက်ဒေဆုံမှုလည်းရှိကြောင်းသိရပါတယ်။ကမ်ဘလူမျိုးနယ်မှာစစ်ကောင်စီတပ်နဲ့ပြူစော်တီများကစစ်ကြောင်းလေးကြောင်းခွဲပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေမှုကြောင့်ကန်ကြီး၊ဦးကင်းကြီးပေါ့စိန်ကုန်းတင်တော်အလေကိုလွင်ကြီးစော်ချောင်းအောက်တဲဝတ်သဲအင်းတင်မော်ညိုပင်ရှို့နော်ကုန်းပေါက်ကုန်းနဲ့ဇီကုန်းရွာတို့မှာပြည်သူတထောင်ခန့်ကစစ်ပီးရှောင်နေရကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်နေရဲစွန်ခွာထပ်ပြေးနေရတဲ့ပြည်သူတွေကရှမ်းနယ်စင်ဒီပါကြာမြင့်လာပြီးဖြစ်ပြီးမိုးရင်းကာလဖြစ်တဲ့အပြင်မွေးစိုးအနေနဲ့ဆုံးရင်နေရတဲ့အရက်ဒေတာဖြစ်ပြီး ီးပြည်သူများမှာနှစ်ထပ်ကွန်းဒုက္ခကြုံနေရကြောင်းမိုးကလည်းအဆက်မပြတ်ရွာသွန်းနေမှုကြောင့်စစ်ပေးဆောင်ပြည်သူများကနှာစင်းချောင်းဆိုးခြင်းရှားသည့်တက်ကွေးရောဂါဖြစ်ပွားခြင်းတို့ကြောင့်တွေ့နေရပြီးအေးပေါ်ဆေးဝါးမှုကလည်းအစာတောင်များရှိပေါ်လူဝဲလျက်ရှိကြောင်းကျောင်းလာတက်ကြွလှောက်ရှားသူဖွဲ့ကအသိပေးထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ပြူတိုက်ပွဲမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းအများပြားဖမ်းဆီးရရှိထားပြီးအလံဖြူထောင်းအလင်းဝင်သူများအလွန်များပြားတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲများမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းအများပြားဖမ်းဆီးရရှိခဲ့ကြောင်း AA စင်ရေးတရင်အချင်းမြစ်ကပြောပါရင် မေလ30ရက်နေ့ညနေ3:00နာရီချိန်ကြောင်ဖြူမျိုးနဲ့မင်းတက်တောင်ကျင်းရွာနီးစစ်ကောင်စီတပ်နဲ့အေရိုကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယပုံမှုကြီးကျော်လင်းချိုင်နဲ့စစ်တုံးပန်းများပြားကိုလက်နက်ခဲယမ်းများနဲ့အတူအေကဖမ်းဆီးရရှိကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကမင်းတက်တောင်ကျင်းရွာမြောက်ဘက်မီတာ600ကွာဆက်မှုလက်မှုတင်နန်းကြောင်းကိုအခြေပြုပြီးအေကိုထိုးစစ်ဆင်ရဖြစ်ကြောင်းသိရပါတယ်။ ကျောက်ဖြူမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့မှအများအပြားလက်နက်ချအလင်းဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားကြောင်းသိရပါတယ်။ကျောက်ဖြူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းအဓမ္မအမိန်ပေးစေခိုင်းနေပေမဲ့မြေပြင်မှာကတိုင်ရဲလိုက်စိတ်တက်ပြက်ပြားနေကြပြီးတော့တိုက်လို့ခိုက်လို့စေကအလုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအာရကတက်တော်တန်အခုရက်ပိုင်းတွေအတွင်းလက်နက်နဲ့တော်၎င်းလက်နက်မဲ့တော်၎င်း အလံဖြူထောင်ပြီးအလင်းဝင်ရောက်လာသူတွေစက်တိုက်ရှိနေပါတယ်။ကစင်ကလျားထွက်ပြေးလွတ်မြောက်နေကြတဲ့ရန်သူတွေကိုလည်းအရခတ်တပ်တော်မှနှိစင်နေများဖမ်းဆီးရမိလျက်ရှိပါတယ်။ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြတိုင်းစစ်ဦးစီးမှုပထမရက်နေ့စစ်တုံပန်းအချို့ကိုလက်နက်နဲ့တူဖမ်းဆီးရရှိခဲ့ပါတယ်။သူတို့ရဲ့မိခင်တရင်တပ်မတွေကိုစီးစစ်တုံးမဲရှိပါသေးတယ်။စစ်တုံပန်းတွေကတနင်္လာနေ့မှဖမ်းမိတာမဟုတ်ဘူးလို့အေးအေးတရင်အရင်မြစ်တွေကရှင်းပြပါတယ်။ အတမ်းမဆက်ကောင်စီတက်မှာစစ်စင်ရေးကိုကဲသူမလုံလောက်တော့တဲ့အတွက်ပြူဟာမှုနဲ့ជីវန်းနေပါရှေ့တန်းကိုစစ်စင်ရေးထွက်နေရကြောင်းဒါကြောင့်အေရီတန်မှာရာလူကြီးရရှိများမကြခဏဆိုသလိုဖန်းစီရရှိနေခြင်းဖြစ်ကြောင်းစီဒီအန်ပူကြီးစင်ရောကပြောပါတယ်တချို့ကជីវန်းအဆင့်ဆိုပြီးတော့စစ်စင်ရေးလိုက်ရတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေကြတယ်ជីវန်းဆိုတာစေဦးစီပထမလန်းတိုင်းစစ်ဌာနချုပ်ဒီမှာရှိတဲ့ជីវန်းတာကာစာပေါ်ဒေတာကုတ်ကင်းမှုဒေတာကုတ်ကင်းရဲ့စစ်ဌာနချုပ်ဒီမှာရှိတဲ့ជីវန်းတွေကတော့စစ်စင်ရေးလိုက်ရတာရှားတယ်ကျွန်တော်တို့ဒီတက်မှာရေးချင်းမြန်တက်မှာဌာနချုပ်ဒီစစ်စင် ကုတ်ကဲမှုဌာနချုပ်တီမှရှိတဲ့ဂျီဝန်းတွေကတော့ပြူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတ္တပြူဟာမှုနဲ့ရှေ့တန်းစစ်ဆင်ရေးလိုက်ရတာရှိပါတယ်စစ်တပ်မှပြူဟာမှုတွေလုံလောက်အောင်မခန့်ပေးနိုင်မှုတည်ဆုံးလာလို့ထိုင်ရရတာလို့ပြည်ဖန်းစီခံရတာများနေတဲ့အတွက်ပြူဟာမှုတွေအလင်းမီအောင်မခန့်အနိုင်တဲ့အနေအထားမျိုးလဲကျွန်တော်တို့တွေ့ရပါတယ်လို့စီရီယံဖို့ကြီးစင်ယောကပြောပါတယ် မေလ29ရက်နေ့ကလည်းရခိုင်ပြည်ကြပြူမျိုးနယ်မှာစစ်တပ်နဲ့အေအေတပ်များကြားတိုက်ပွဲဖြစ်ပွားစဉ် MS17 ချင်းမြန်တပ်မဌာနချုပ်မှနီးပြူဟာမှုပုံမှုကြီးကြောင်မျိုးအောင်ကအေအေရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့တယ်လို့သိရပါဗျ။နောက်ထပ်တပုံးနေနဲ့စကိုင်းမျိုးတပ်မ33ဌာနချုပ်ကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တည်ဆုံမှုရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမျိုးပေါ်ရှိအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတပ်မဌာနချုပ်အတွင်းထိရောက်စွာကြားရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်တည် ေဆုံးမှုရှိနိုင်တယ်လို့ BWN ဖွဲ့တာဝန်ရှိသူတောင်းကပြောပါတယ်။ မေလ31ရက်နေ့လည်2မိနစ်20ကစကိုင်းမြို့ပေါ်ရှိအမှတ်33ချင်းမြန်တမဌာနချုပ်တမ33စကန်အတွင်းကို109မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတင်းရောက်စွာကြာရောက်ပောက်ကွဲမှုရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုတွေနဲ့ပြစ်စီးမှုတွေကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။သုံးလုံးစလုံးတင်းရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရာမှာအရန်နာမည်ကြီးတဲ့တမ33ကိုအခုလိုလက်တုံပြန်နိုင်လို့ကျွန်တော်တို့ကြီးနေပါတယ်။လာမယ်ဆိုရဲစစ်ကောင်စီထိပ်ပြီးခေါင်းဆောင်တွေကိုလည်းချင်းချောင်းနိုင်လို့ပြည်သူတွေခံစားနေရတဲ့ ်မလုံခြုံမှုကိုသူတို့ပြန်လည်လှုပ်ပေးနိုင်လို့ကြေညာပါတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brace Warrior for Myanmar BWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow စကိုင်းဖွဲ့ No More Distortion NMD အဖွဲ့နဲ့စကိုင်းမျိုးပြပြောင်ကြာ Infinity ဖွဲ့လို့ပူပါပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အမှတ်33ချင်းမြန်တမထာနာချုပ်တမ33ကຫນွေဦးတော်လိုင်းကာလာတခြားပြည်သူပေါ်ညှင်းဆဲတက်ဖြတ်ရမှာရဲဆက်ဆုံးတက်ဖြစ်နမည်ကြီးတဲ့စစ်ကောင်စီရဲ့လက်ယုံတက်ဖြစ်တယ်လို့လက်ရှိမှာလည်းတမ33ရဲ့ဒုတိယတမမှုဦးစီးပြီးစကိုင်းမျိုးနယ်တွင်ကြေးရွာများမှာပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းလုပ်ပြီးစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ အဲ့ဒီလိုနေဆက်မှုကိုတုံ့ပြန်တဲ့နေနဲ့၎င်းဆိုပါတမ33စက္ကန့်ကိုစစ်ကောင်စီရဲ့ထိပ်တီးခေါင်းဆောင်တအူလာရောက်မယ်လို့သတင်းရရှိထားတဲ့အတွက်ကြောင့်၎င်းစစ်ကောင်စီထိပ်တီးခေါင်းဆောင်များအတွက်တောင်ပြေးစရာမြေမရှိမြည်သည့်နေရာမှာလုံခြုံမှုမရှိဖြစ်စေဖို့အတွက် BWN နဲ့မဟာမိတ်တွေကတမ33နဲ့၎င်းတို့ရဲ့ထိပ်တီးခေါင်းဆောင်နေနေရေး BWN Mission 40ကိုဖော်ဆောင်ခဲ့တာဖြစ်ကြောင်းအသိပေးပါရယ်၎င်းတမကိုလာမယ်စစ်ကောင်စီထိပ်တီးခေါင်းဆောင်မှာမြည်သူဖြစ်ကြောင်းစုံစမ်းနေစေဖြစ်ပြီးဒီကနေ့ Mission အောင်မြအောင်ကူညီခဲ့ကြတဲ့နေမြေကန်တော်လိုင်းဖွဲ့ တွေကိုလည်းအထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။